။ငယ်ရတော့အပေးရပါကျွန်တော်သူကမြင်နေ။ငယ်လေးကကျွန်တော်ဆိုအပေးရလေးတွေ။သူခုနဲ့ဘလုံးအားကစားကိုဘဝကြီးလို့ကိုးကွယ်ထားပေမဲ့စီးကိန်းမှာပါဝင်ခွင့်မရပဲတယောက်တည်းခြံခဲ့ခံရတဲ့လင်းမြင့်မို့ပရိသတ်များရှင်လင်းမြင့်မို့က ISPE Women FC Club မှာကစားနေတဲ့ကစားသမားတယောက်ဖြစ်ပါတယ်။အများအားလေးချင်းကြီးတွေလည်းပါတယ်လို့ပွဲအသေးလေးတွေလည်းဝင်ကစားနေကြသူဖြစ်ပါတယ်။ အငဲလိုလိုသူချေစွမ်းကိုခြားပြနေပေမဲ့လည်းလင်းမြင့်မိုးကနေရာပြီးမခံရတဲ့အကြောင်းကိုဖွင့်ဟလာခဲ့တာဖြစ်ပါရင်လင်းမြင့်မိုးကဘောလုံးကစားရတာကိုအယံဝါဒနာပါတဲ့သူဖြစ်ပါရင်ဝါဒနာပါလုံးတဲ့အတွက်လည်းနေရောင်းနေရန်ကုန်တက်လာပြီးတော့ဘောလုံးလာကန်နေတာဖြစ်ပါရင်လင်းမြင့်မိုးရဲ့မိဘတွေဆိုရင်လည်းတခြားအလို့သာလုတ်ခိုင်းပေမဲ့သူကတော့ဘောလုံးသာဘောလုံးပဲဖြစ်နေတာဖြစ်ပါရင် ဘောလုံးကစားသမားတယောက်ဖြစ်ဖို့ကအိမ်မက်ဖြစ်တယ်လို့နိုင်ငံလေရေးစင်အဖြစ်အောင်မြင်ကြတာဖြစ်ပါရင်အောင်မြင်ဖို့လဲစူးစားဖို့ကိုဖြန့်လန်းနေမလိုက်ပဲနဲ့တကယ်ကိုပဲစူးစားခဲ့တာဖြစ်ပါရင်ဒီနေ့မှဆိုရင်လဲ စီကိန်းလေးရှိတာမို့စီကိန်းကိုတွားပြိုင်ဖို့ကဘောလုံးသမားတွေအတွက်အိမ်မက်တစ်ခုလိုဖြစ်နေတာပါစီကိန်းမှာတွားကစားမယ်ဆိုရင်နိုင်ငံအတွက်ဂုဏ်ယူနိုင်အောင်စူးစမ်းခွင့်ရမှာဖြစ်ပါရင်နိုင်ငံအတွက်ဂုဏ်ယူရမှာဖြစ်တယ်လို့မိဘတွေအတွက်လည်းဂုဏ်ယူစရာဖြစ်ပါရင်ပြပကစားသမားတွေနဲ့တွေ့ပြီးတော့ချစ်ချည်ရေးဖလှယ်ရမှာမို့လင်းမြမို့ကအိမ်မက်တွေမက်နေခဲ့တာပါလင်းမြမို့အိမ်မက်မက်ထားတာအားလုံးကခွဲပြောက်သွားတာပါရင်စီကိန်းမှာကမလို့တော့တာမို့ပြီးခဲ့တဲ့ရက်ကပဲ ဒါစီရင်စားဖို့ရှင်ပြိုင်မဲ့သူတွေကိုစတင်ပြီးတော့ရွေးချယ်ခဲ့ပါတယ်။ဂျိုဒင်လီလာကတော့မှဖြစ်တယ်လို့အစမ်းလေးချင်းပြီးတော့ကန်နေပြီလည်းဖြစ်ပါတယ်။ရွေးချယ်ခံလိုက်ရတဲ့အချိန်မှာလင်းမြို့ကတော့မပါဝင်ခဲ့ပါဘူး။သူတကယ်ချင်းနေအားလုံးပါသွားပြီးတော့ သူတယောက်တည်းကွက်ကြံခြံခဲ့ရတယ်လို့ဖြစ်နေရပါစီကိန်းအတွက်ရွေးတဲ့အချိန်မှာသူ့ကိုရွေးလိုက်မယ်လို့သာထင်ခဲ့ရပါဒါပေမဲ့သူ့ကိုမရွေးတဲ့အတွက်အရန်ကိုဝန်းနေနေတာပါသူ့မှာအားနေချက်လဲကြီးကြီးမားမားမရှိဘဲနဲ့ဘာကြောင့်မရွေးရလဲဆိုတာကိုတွေးမရဖြစ်နေတာပါလင်းမြေမိုးကစိတ်ချတယ်လို့တောင်ဖြစ်နေတာဖြစ်ပြီးတော့မိဘတွေကလည်းစိတ်မချမ်းသာကြတော့ပါဘူး သူ့ကိုအားပေးကြပေမဲ့လင်းမြင့်မိုးကစိတ်ချပြီးတော့မပြောဘဲဖြစ်နေတာပါမိဘတွေကလည်းလင်းမြင့်မိုးအခုလိုဖြစ်နေတာအမြင်ကျင်တော့လို့အိမ်ကိုပြန်လာဖို့ပြောခဲ့ပါတယ်အိမ်ပြန်လာပြီးတော့တခြားအလုပ်သာလုပ်ဖို့ပြောထားတာပါဒါပေမဲ့လင်းမြင့်မိုးကတော့ဒီအရာတွေကိုမစွန့်လွတ်နိုင်တာမို့မပြန်သေးပါဘူးနေပြဘက်ကသူ့ကို အလိုမကျတာတွေရှိတာကြောင့်မခေါ်တာဖြစ်မှာပါလို့သာ တွေးထားတာဖြစ်ပါတယ်။နေပြအနေနဲ့သူကကစားကွက်တွေမလိုက်နိုင်တော့ဘူးလို့ထင်တာဖြစ်နိုင်တယ်လို့လည်းဖွင့်ဟထားပါတယ်။စိတ်တရားအတဲအကျများနေပေမဲ့လည်းနောက်ထပ်အခွင့်အရေးကိုထပ်ဆောင်မယ်ဆိုပြီးတော့သုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒါအပြင်ဆယ်လာပိုင်းထဲမှာကစားရမယ့်ပွဲတွေလည်းရှိနေတာပါ။လင်းမြမောကတော့အဲ့ဒီပွဲကိုအကောင်းဆုံးလုပ်မယ်လို့သာစိတ်ကိုဖြည့်လိုက်တာဖြစ်ပါတယ်။ဒီစားထဲမှာလည်းသူဘာမှကလေးဆိုတာကို အပြန်ပြန်အလန်လန်ရှာဖွေသွားအောင်မှာဖြစ်ပါတယ်။ မားရာတွေအားလုံးကိုပြင်ဆင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။လင်းမြင့်မော်ကသူမလုံးနိုင်တာတွေကိုဖွင့်ထားတဲ့အချိန်မှာစိတ်ကိုဖြေနိုင်တယ်ဆိုပေမဲ့ငိုနေရပဲဖြစ်ပါတယ်။အင်တာဗျူးဖြစ်ရင်းလည်းငိုနေတာမို့စီးကိမ်းမှာပါဝင်ဖို့လင်းမြင့်မောကဘလောက်တောင်မှအားခဲချားလဲဆိုတာအားလုံးက သတိထားမိကြပါတယ်။ဒါကြောင့်မို့တချို့ကလည်းလက်ညှိုးမိုးကိုဘောလုံးဆက်မကန်တော့ပဲတခြားလောက်တာလောက်ပါတော့လားဆိုပြီးတော့အကြံပေးနေကြတာဖြစ်ပါတယ်။ဘောလုံးကိုယူသွတ်တဲ့လက်ညှိုးမိုးအထွက်ကတော့ဘလောက်ပဲကြာရှုံးပါစေမဆုတ်လွတ်နိုင်ပဲဖြစ်နေတာပါ။စီးကိန်းမှာကစားခွင့်မရလို့အားငယ်နေတဲ့လက်ညှိုးမိုးကိုအားပေးခဲ့ကြပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။